ဂျလီဘီတွေအများများသွားပြီလေနော်ဆိုတော့လေအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တယ်နော်ဆိုရက်ကကြတော့လေအဲ့နောက်ဆိုဂျပန်နော်ကိုရီးယားနော်ဒါမြန်မာမြန်မာအများဆုံးသွားတဲ့ဟာမလေးရှားအဲ့တော့ဒီနိုင်ငံတွေကတော့ဖြစ်မြန်မာတွေကိုနောက်ဆိုလို့ရှိလို့ရှိရင်ဒါအခုကိုကိုတော်တော်ချက်တယ်เนาะကျွန်တော်တို့ထိုင်းမှာဆိုရင်မြန်မာဆိုရင်တော့မှ immigration မှာတလိုင်းစီခိုင်းနေရောဘာလို့ညာတော့ねဒီလိုတွေဖြစ်နေတာเนาะဆိုတဲ့ခါကျတော့လေဟိုနည်းနည်းလေးစီကံရှိကြဖို့ နည်းနည်းလေးစီကံရှိကြပါဘူးကျမတို့ကသူများတိုင်းပြည်မှာခေတ္တခဏသွားပြီးတော့မှခိုးတာပေါ့နော်ကိုတိုင်းပြည်အခြေအနေရကိုတိုင်းပြည်မှာအနေထိုင်းရဆိုပြီးတော့မှသူများတိုင်းပြည်မှာသွားပြီးခိုးတဲ့အချိန်မှာလူမျိုးသိခါကြအောင်တော့မလုပ်ပါနဲ့နော်ဆိုတော့အခုဒါအရန်ရှက်ဆရာကောင်းတယ်နော်ဆိုတော့ကျမတို့နိုင်ငံတိုင်းနိုင်ငံတိုင်းမြန်မာပတ်စပို့ဆိုရင်နှိမ်နေဆိုတာကနိုင်ငံအစိုးရကိုနှိမ်တာမဟုတ်ဘူးလူမျိုးကိုနှိမ်တာသိလားကျမပြောရရှင်းရှင်းလေးနဲ့ရှုပ်ရှုပ်သွားသလားနော်ဆိုတော့ ဟိုဒီလိုပြောလို့လေကျမကိုဟိုဟိုဒီဒီလေးလာမစဲနဲ့အဲ့ဒါအမှန်တရားပဲနိုင်ငံအစိုးရကိုနှိမ်တာမဟုတ်ဘူးကျမတို့မြန်မာပတ်စပို့ကင်ထားတဲ့လူတွေကိုနှိမ်နေဆိုတာကလူမျိုးကိုနှိမ်တာအစိုးရကိုနှိမ်တာမဟုတ်ဘူးလူမျိုးကိုနှိမ်တာနင်တို့လူမျိုးကစီကံမရှိဘူးနင်တို့လူမျိုးကနင်တို့လူမျိုးကဒီလိုမျိုးလုပ်တာအဲ့တော့နင်တို့လူမျိုးကလို့ဘာဖြစ်လို့အနှိမ်ခံရလဲဆိုတော့ကျမတို့တူးတိုင်းတယောက်တိုင်းစီကံမရှိလို့မလို့ နော်အဲ့တော့လေလက်ရှိနိုင်ငံသားမှာရောက်နေတဲ့ရွှေမြမာတွေအနေနဲ့စီးလေးကန်းလေးနဲ့နေကြပေါ့အဓိကတော့ဘလူးကာလာနဲ့သွားပြီးလှုပ်လှုပ်ကြတဲ့သူတွေပေါ့နော်ဆိုတော့ဘလူးကာလာနဲ့သွားပြီးတော့မှလှုပ်လှုပ်ကြတဲ့သူတွေကကျွန်မခုနကပြောသလိုမျိုးပေါ့ဟိုတခါလေကြာအခြေခံပညာအားလေးတွေလည်းတချို့နေကြတယ်နော်အာအတိလေးတွေရောပေါ့တချို့ဆိုရင်ရန်ကုန်တောင်မှရွှေကုန်းဖျားတော်မြောက်ပူပဲနဲ့နိုင်ငံသားရောက်သွားတဲ့သူတွေလေနော်ဆိုတဲ့ခါကျတော့လေမြန်ကုန်းအခုပထမဦးဆုံးချိန်နဲ့ မြင်မှုပြီးတော့မှစီးပြီးတော့မှဒါနိုင်ငံညာဆိုတာကိုပထမဦးဆုံးချိန်ရောက်သွားတဲ့သူတွေဆိုတော့မနေတဲ့မစားတဲ့မထိုင်တဲ့ဆိုတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်တဲ့နောက်တစ်ခါလေဟိုဘယ်လိုခေါ်မလဲဟိုအင်အားကိုအုပ်စုရှိတယ်ဆိုလို့ရှိရင်ဂန်ကျဲတာပေါ့နော်အဲ့လိုမျိုးသွားပြီးတော့မှဂန်ကျဲအောင်ကိုမြည်လည်းမဟုတ်ဘူးကိုရည်လည်းမဟုတ်ဘူးကို government လည်းမဟုတ်ဘူးနော်အဲ့ဒါလေးကိုသတိထားဖို့လိုတယ် now now အခု America ကတော့လုံးဝဒါ travel ban နေဆိုပြီးတော့မှအကုန်လုံးဟို B1 B2 ုန်လုံးအကုန်ကိုဘန်းတာအကုန်ကိုဘန်းတာ C1 C2 အကုန်ကိုဘန်းတာနော်အကုန်ကိုဘန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါနောက်ဒါ American လိုနိုင်ငံကြီးကဘန်းနေဆိုဂျန်နစ်နိုင်ငံတွေကလည်းလာမှာနော်အဲ့တော့လေကျွန်မခုနပြောတဲ့လိုမျိုးပေါ့အဲနိုင်ငံတွေကအခုကျွန်တော်တို့တွေကိုဘန်းနေဆိုတာကျွန်တော်တို့တွေကိုအာအရန်စီစစ်တယ်အရန်ကြီးကြက်တယ်အရန်ကြက်တယ်ဆိုတာကျွန်မခုနပြောတာရှင်းရှင်းလေးအစိုးရကိုနှိမ်တာမဟုတ်ဘူးအစိုးရကိုလှုပ်တာမဟုတ်ဘူးလူမျိုးကိုလှုပ်တာ လူမျိုးကိုနှိမ်တာနင်တို့လူမျိုးကိုမြန်မာလူမျိုးစီကံမရှိတဲ့လူမျိုးအောက်တန်းကြတဲ့လူမျိုးဇယိုက်ကြတဲ့လူမျိုးငါတို့တိုင်းပြည်မှာလာပြီးခိုအောင်ပြီးတော့မှငါတို့တိုင်းပြည်ကိုလာပြီးတော့မှဒုက္ခပေးမဲ့လူမျိုးလူမျိုးကိုနှိမ်တာအစိုးရကိုနှိမ်တာမဟုတ်ဘူးလွင်မနှိမ်မှာဆိုလို့လွင်သူတို့အစိုးရချင်း relationship ရှိပြီးသားနော်အစိုးရချင်းဘာမှမဖြစ်ဘူးသိလားလူမျိုးကိုနှိမ်တာ အရန်ဆိုးတယ်နော်အခုဆိုဂျပန်ဆိုအရန်ဆိုးလာတယ်နော်ဒီဘက်နောက်ပိုင်းဂျပန်မှာဆိုလဲအရန်ဆိုးလာတယ်အဲ့တော့ကျွန်မခုနပြောသလိုပေါ့နိုင်ငံရခြားတစ်ခုမှာဟိုတယောက်စီကံဖောက်လိုက်တယ်ခုနလိုပေါ့စင်ကာပူမှာအင်ဂျီချုပ်ပြီးတော့မှလောက်တာဟာဂျပန်မှာတခါတည်းဆာကူရာပန်းချီပွဲမှာတခါတည်းစောင်းပေါက်ကြီးတွေနဲ့ကခုံရတာတွေဟာဒီလိုမျိုးတွေအော်ဂျီဟစ်ဂျယ်တွေနဲ့လောက်တာတွေစီးမဲ့ကမ်းမဲ့တွေကိုစရွေးတွေထွေးတာတွေအမိုက်တွေဖြစ်တာတွေဟာဘလိုတွေလောက်တာတွေဆိုတာမျိုးတွေက မတ်ဖြူမတ်နီမတ်ပြာမတ်ဝါမောင်ဖြူမောင်နီမောင်ပြာမောင်ဝါလို့ဖြစ်တာမဟုတ်ဘူးမြန်မာတွေဘာမာတွေဖမာတွေနော်အဲ့လိုမျိုးနဲ့ဖြစ်တာဒါကြောင့်မလို့လင်းစီကန်းလေးနဲ့စောင့်ထိုင်းကြဖို့လိုတယ်နော်အာနည်းနည်းလေးပတ်ဝန်းကျင်လိလာအားလေးတွေနဲ့နော်လိလာအားလေးတွေနဲ့အဲ့လားအဲ့လားအကူကြီးတွေပေးရလုံးလည်းမပေးကြတော့ဘူးလေအဲ့ဒါနော်ဆိုတော့အဲ့လိုလေးဖြစ်တယ်အဲ့တော့လေကို့လူမျိုးဂုံကိုကို မချကြပါနဲ့လို့အစိုးရကိုနှိမ်တာမဟုတ်ဘူး လူမျိုးကိုနှိမ်တာအဲ့ဒါအမှန်တရားပဲတိုင်းပြည်ဆင်းရဲလို့မဟုတ်ဘူးဇာရိတဆင်းရဲလို့စီကံဆင်းရဲလို့စီကံမေ့ကြလို့နှိမ်တာတိုင်းပြည်ဆင်းရဲလို့နှိမ်တာမဟုတ်ဘူးငါတို့နိုင်ငံဆင်းရဲလို့နှိမ်တာလားဆင်းရဲလို့နှိမ်တာမဟုတ်ဘူးစိတ်ဓာတ်အရေးသွေးဆင်းရဲလို့နှိမ်တာသိလားအော်ဒီနေ့ဆိုလေဟို ီးတော့လေဩစိတ်တောင်မကောင်းဖြစ်သွားတယ်သိလားဩကြည်စမ်းသူကိုရီလိုလူမျိုးကတော့ရှင်းတယ်လေနိုင်ငံသားသွားဆိုတော့ပတ်စံသွားသုံးတာဟုတ်လားအဲ့တော့ဟိုနေပါဆိုလည်းမနေဘူးအဲ့တော့တို့ကတို့နိုင်ငံလာတိုင်းခိုမယ်အောင်းမယ်လို့တို့ကထင်တာလေအခုနေပါဆိုရင်တော့ကျွန်မတို့ကမနေသေးဘူးဟုတ်တယ်လားဆိုတော့ညသောအဖြစ်အကြောင်းလဲမပြန်ညဘူးကိုအမေရိကကလည်းသိရလားသွားကြတယ် visit နဲ့သွားကြတယ်မပြန်ညဘူး visit နဲ့သွားကြတယ်မပြန်ညဘူးပေါ့အဲ့တော့အဲ့လိုဖြစ်တယ်အဲ့တော့တချို့လူတွေကဘာပြောလဲဆိုတဲ့ခါကျတော့ ဲနိုင်ငံကဆင်းရဲလို့အစိုးရကမကောင်းလို့ပေါ့ငါတို့လူမျိုးတွေအနှိမ်ခံရတာပေါ့ no 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 မဟုတ်ဘူးကျမအဲ့ဒါမလို့အစိုးရကိုထောက်ခံပြီးပြောတာမဟုတ်ဘူးနော်ကျမအစိုးရကိုထောက်ခံတာမဟုတ်ဘူးအစိုးရကိုထောက်ခံပြီးပြောတာမဟုတ်ဘူးအစိုးရကောင်းပါတယ်မကောင်းပါဘူးလို့ကျမထောက်ခံပြီးပြောတာမဟုတ်ဘူးနော်ဆိုတဲ့ခါကျတော့အဲ့တော့နိုင်ငံသားကလူတွေကကျမတို့တွေကိုနိုင်ငံသားတိုင်းပြည်တွေကအဝင်အထွက်မှာစစ်ဆေးတယ်လှုပ်တယ်ပြုတ်တယ်ပါညာဆိုတာကကျမတို့နိုင်ငံဆင်းရဲလို့ ိုးရကိုမကောင်းလို့လည်းမဟုတ်ဘူးကျမတို့အစိုးရကောင်းခြင်းမကောင်းခြင်းတို့ကစိတ်ဝင်စားဘူးသိလားဒါကကိုတိုင်းပြည်ကိုအိမ်မှာကိုအုပ်ချုပ်ရင်းနဲ့ကိုကနဲ့ကိုကြိုက်တယ်လို့ဖြစ်လို့ရတယ်နော်အစိုးရမကောင်းလို့မလို့ဟိုနင်တို့ငါတို့အလားမခံတာလို့ဒီလိုမဟုတ်ဘူးနော်သိလားအစိုးရမကောင်းလို့အလားမခံတာမဟုတ်ဘူး ုင်ငံဆင်းရဲလို့အလားမခံတာမဟုတ်ဘူးစိတ်တက်ဆင်းရဲလို့အလားမခံတာအဲ့တော့လုံခဲ့တဲ့လတွေတော့ကျွန်မပြောတော့ကျွန်မပြောတာကိုမကြိုက်ကြဘူးလीเนาะကျွန်မပြောတယ်ကျွန်မတို့နိုင်ငံသားတွေစီကံရှိဖို့နိုင်ငံသားတွေမှာဒီလိုမျိုးတွေဖြစ်တယ်เนาะဒီလိုတွေဖြစ်တယ်เนาะဆိုပြောတော့ကျွန်မကိုမကြိုက်ကြဘူးအဲ့တော့နိုင်ငံသားတိုင်းပြည်တွေကကျွန်မတို့အစိုးရကောင်းတာမကောင်းတာသူတို့စိတ်ဝင်စားအောင်သူတို့သိလည်းမသိဘူးเนาะကျွန်မတို့ ဟိုနိုင်ငံဆင်းရဲတာချမ်းသာတာလဲသူတို့စိတ်မဝင်စားဘူးအဓိကကတော့ဒီနိုင်ငံသားတွေငါတို့နိုင်ငံထဲကိုလာရင်ငါတို့နိုင်ငံကိုဒုက္ခပေးမှာလားဒီနိုင်ငံသားတွေငါတို့နိုင်ငံထဲကိုလာရင်ငါတို့နိုင်ငံမှာစီးကန်းတွေဖောက်ဖျက်မှာလားဒီနိုင်ငံသားတွေငါတို့နိုင်ငံထဲကိုလာရင်ငါတို့နိုင်ငံကပြာထန်းထားတဲ့ဥပဒေတွေစီးကန်းတွေကိုလိုက်နာမှုအားရှိမှလားမရှိဘူးလားဒါနဲ့တိုင်းထွာတာအဲ့တော့နိုင်ငံဆင်းရဲလို့အလားမခံနိုင်တာမဟုတ်ဘူးเนาะအစိုးရမကောင်းလို့အလားမခံတာလည်းမဟုတ်ဘူး ကျွန်တော်တို့တွေဇာရိတတွေစင်းရဲလို့အလားမခံတာကျွန်တော်တို့တွေစီကံမဲ့လို့ညုံညင်တာအဲ့တော့ထိုင်းစင်ကာပူမလေးရှားဂျပန်ကိုရီးယားအရန်များတဲ့အခြေခံလူတန်းစားသွားတဲ့အချိန်မှာ ရှိပါအခြေခံလူဒန်းတန်းစားဆိုပေမဲ့စိတ်ဓာတ်တွေကတော့အထက်တန်းစားစိတ်ဓာတ်တွေနဲ့ဖြစ်အောင်ကြိုးစားပြီးတော့မှနေထိုင်ကြပါเนาะလူမျိုးရဲ့ဂုံသိက္ခာနဲ့သက်ဆိုင်နေเนาะ မထော်မနှမ်းနေအရန်လုပ်တယ် တစ်တော်မရိုက်ရဘူးဂျပန်မှာဆိုလဲအလုပ်ထဲမှာတစ်တော်ရိုက်တယ်เนาะဘိုးဘွားစောက်ရှောက်ကြီးတွေမှာဒီအဖိုးအဖွားတွေရဲ့ပုံတွေကိုဆိုရှယ်မီဒီယာမှာတင်ခွင့်မရှိဘူးမတင်ရဘူးเนาะဆိုတက်လာတယ်ဆိုရှယ်မီဒီယာမှာအော်ငါတို့မြန်မာပြည်သက်ပဲတည်တာဂျပန်တရားမဟုတ်ကိစ္စမရှိပါဘူးဟောစီကံကိုဖောက်တာဒီဟာမလုံရဘူးဆိုမလုံရဘူးစီကံကလိုက်ကိုလိုက်နာအောင်ပါလေဟုတ်လားကျွန်တော်တို့ဘိုးဘွားစောက်ရှီးတွေမှာလေဘိုးဘွားစောက်ရှီးတွေမှာဆို TikTok မရိုက်ရဘူးဒီဘိုးဘွားရဲ့ privacy ကလုံးဝ social media ပေါ်မှာမတင်ရဘူးဆိုရိုက်ကြတယ်လေ TikTok တွေတင်ရတယ်လေ နားယူတာ relax လုပ်ပြီးတော့မှကြည်တာစူညံမူယူတောက်စားပြီးတော့မှပါလာပြီးတည်င်းထဲမှာမြန်မာဂျူရီယမ်တိုင်းမှာပြီးခဲ့တဲ့တကြံတော့ကဟာ central worship ခဏသွားလိုက်တယ်ဟာမြန်မာတန်တွေကိုစူညံပြီးစီးမဲ့ကမ်းမဲ့တွေနဲ့အရန်ကြည်လိုက်တဲ့စီးမဲ့ကမ်းမဲ့နဲ့မူယူပြီးတော့မှလေဂျလေဘီလုပ်နေတယ်ကြည်လိုက်မြန်မာကျမချစ်လို့ပြောရမှာပါနော်တိတ်လားကျမနှိမ်နေတာမဟုတ်ဘူးနော်ဟာ central worship မှာလေမြန်မာတန်တွေနဲ့အော်ဟေ ဖြစ်တယ်လို့ပြီးတော့မှအလှပတ်ခံသူများတိုင်းပြည်ကမကြိုက်ဘူးလေဒါတွေငါတို့မြန်မာတွေများလို့မြန်မာ tradition နဲ့မြန်မာတိုင်းလောက်အောင်ကိုတိုင်းပြည်မဟုတ်ဘူးကိုရိုးရရင်ကျင်းမှုမဟုတ်ဘူးကိုမြေကိုရေကိုအစိုးရမဟုတ်ဘူးအဲ့ဒီတော့အရင်တော့ကကျမတို့ပြောတဲ့ခါကျတော့တကယ်ကိုလူကြီးကကြုံမြင်လို့အေးတယ်ဟာအေးတယ်လို့နေအေးတယ်ဟာအေးတယ်လို့နေမှာအင်ရှင်ကမညှို့ညင်မှာပေါ့ သူများအိမ်ကိုတက်ပြီးနေခြင်းသလိုနေစားခြင်းသလိုစားလုံးခြင်းသလိုလို့တော့သူများအိမ်ရှင်ကညှို့ညင်ပြီလေအဲ့တော့ကျမတော့တခွန်းနဲ့ပဲကျမမြင်တဲ့အမြင်ကအစိုးရမကောင်းလို့တိုင်းပြည်စင်းရဲလို့ကျမတို့မြန်မာလူမျိုးတွေကိုလက်မခံတာမဟုတ်ဘူးအစိုးရမကောင်းတာလဲသူတို့စိတ်ဝင်စားဘူးအဲ့ဒါကျမတို့နဲ့ကိစ္စတိုင်းပြည်စင်းရဲတာလဲစိတ်ဝင်စားဘူးကျမတို့တိုင်းပြည်ထဲမှာကိစ္စသူတိုင်းပြည်ကိုလာတဲ့အဟာတွေကသူတိုင်းပြည်ကိုဒုက္ခပေးမဲ့လူမျိုးလို့မှတ်လိုက်လို့ လက်မခံတော့တာအဲ့ဒီတော့နိုင်ငံဆင်းရဲလို့လက်မခံတာမဟုတ်ဘူးကျမတို့လူမျိုးကဇာရိတဆင်းစီမဲကမ်းမဲတွေတွေ့ရင်ဆိုလေအမြန်မာကြီးပဲအမြန်မာကြီးပဲမမေးနဲ့မမေးနဲ့အာအော်ကြီးဟစ်ကျယ်လေးနဲ့ဟာဘလို့ဟဲ့ညာလို့ဟဲ့ဟာဘလို့မလုပ်ပါဘူးညာလို့မလုပ်ပါဘူးအဲ့အမြန်မာမြန်မာမြန်မာကြီးပဲမြန်မာကြီးပဲတိုင်းမှာဆိုလေဘလောက်တောင်မှစိုးဝါနေလဲဆိုကျမပြောပြအောင်မသိလားဘလောက်တောင်စိုးဝါနေလဲဆိုလေ shopping mall တွေမှာအပြင်နေပါတွေထွက်တာပစိုးတွေနဲ့ သိလားအိမ်ကကျမမျိုးသားတော်ပြေတော့အော်ဒါလေးကြာမလုပ်ရအောင်လေ international သွားရဲဆိုရင် international မှာ international ဟာနေတော့သွားရမယ်လာရမယ်နော်ဒီလိုပုံစံမျိုးနေဆိုတာအထက်ကျမတို့ကရောမရောင်ရောမလို့ကျင့်ရမယ်ဒီလိုမျိုးရင်းနေဆိုရင်တိတ်အထင်သေးစရာကောင်းတာပဲပြီးရင်ဈေးဝယ်ရင်လည်းအော်ဂျီဟစ်ကျဲလေးနဲ့ဟာဘယ်မှာဆိုလဲအော်ဂျီဟစ်ကျဲလေးနဲ့မယုံရင်ဘစ်စီလေးသွားကြည့်ကြည့်လားအော်ဂျီဟစ်ကျဲလေးနဲ့အဲ့ဒါမြန်မာလေးကြီးပဲသိလားအော်ဂျီဟစ်ကျဲလေးနဲ့ဘစ်စီလေးမှာဆိုပို့ဆိုးတယ်နော်ဟိုစန်ထရယ်ဝါရှီယာဘစ်စီလေးမှာဆိုပို့ဆိုးတယ်မြန်မာလေးကြီးပဲအော်ဂျီဟစ်ကျဲလေးနဲ့ဟာမနေတတ်မထိုင်တတ်ဘူးသိလားမနေတတ်မထိုင်တတ်ဘူး ရထားထဲမှာဆိုလဲဒီလိုပဲအော်ဂျီဟစ်ကျဲတွေနဲ့သိလားဟာဘယ်မှာဆိုရင်ဟိုကြည့်လိုက်အဲ့ဒါမြန်မာတွေအော်ဂျီဟစ်ကျဲတွေနဲ့အဲ့တော့နိုင်ငံဆင်းရဲလို့မဟုတ်ဘူးဇာရိုက်တာဆင်းရဲလို့လက်မခံတာနော်မကြင်းနဲ့လို့ကျမဆဲလဲဆဲဇာရိုက်တာဆင်းရဲလို့အစိုးရမကောင်းလို့လက်မခံတာလည်းမဟုတ်ဘူးနော်ကျမတို့ခေတ်ဆက်ဆက်ကဒီတိုင်းပဲလေကျမတို့မှာဟုတ်တယ်လားခေတ်ဆက်ဆက်ကျမတို့ကဒီလိုပဲနေခဲ့တာလေ အရင်တော့ကောင်းကောင်းမွန်မွန်နဲ့သွားလို့ရတယ်အခုမှသွားလို့မရဆိုကျွန်တော်တို့လူမျိုးကအလုံးအရင်နဲ့စီကန်းနေဖောက်လာလို့ရောက်တဲ့သူတွေများလာတဲ့ခါကျတော့အလုံးအရင်နဲ့ဒီလူတွေများလာတော့ဒံပိုခံရတော့ဒံမခံနိုင်တာပေါ့တယောက်ချင်းနှစ်ယောက်ချင်းတော့ကလူနည်းစုတော့ကတော့ပြဿနာမရှိဘူးများလာတဲ့ခါကျတော့အဲ့ဒီဝင်တော့ဝင်ပိုးကြီးကသူတို့မှဝင်တော့ဝင်ပိုးကြီးပြီလာပြီသူတို့တိုင်းပြီမှာအဲ့ဒီအတွက်ကြောင့်မလို့လက်မခံတော့တာဒါပဲတိလာနေတော့ကတော့ဟိုမှာမဖြစ်ဘူးကျွန်မအမေရိကဆိုလဲကျွန်မပြောနေ ။နော်ကျွန်မခဏခဏပြောတယ်အမေရိကဆိုလေကျောင်းသားတွေကျောင်းနဲ့သွားရင်တော့ကျောင်းကိုရောက်အောင်သွားတော့ကျောင်းတက်တော့ကျောင်းတက်ပြီးတော့မှကျန်တဲ့ကိစ္စဝိစ္စကိုလုံတော့စာကိုပြီးအောင်အရင်သင်တော့သွားပြီးတော့မှကျောင်းသားဗီဇာနဲ့သွားပြီးတော့မှကိုရောက်လို့ရှိလို့ရှိလို့ရှိရင်တန်းပြီးတော့မှကြောင်းလည်းမရောက်ဘဲနဲ့အလုံးလုံးပြီးတော့မှဟိုဟာခန္ဒီယာခန္ဓာတွေမလုံးနဲ့အောင်တော့ကြောင်းသား state တက်ရှိရယ်ဆိုကြောင်းသား state တက်အတိုင်းနေနော်ကြောင်းသားကျောင်းဝင်းမောင်ကြီးကြောင်းသား state တက်အတိုင်းနေနော ကျောင်းသားစတိတက်အတိုင်းနေပြီးတော့မှကျန်တဲ့ကိစ္စဒီစတိတက်ကုံသွားပြီဆိုတော့မှကျန်တဲ့ကိစ္စကိုလုံတော့ဆိုတော့ကျောင်းသားဗီဇာနဲ့သွားတယ်ဟိုရောက်ရင်ကျောင်းကိုမရောက်ဘူးเนาะ record တွေရှိရလေနိုင်ငံကြီးတွေမှာကျောင်းကိုမရောက်ဘူးအခုပြောပြီလေ40ရာခိုင်နှုန်း40ကျော်တဲ့ကျောင်းသားဗီဇာနဲ့သွားပြီးတော့မှကျောင်းကိုမရောက်တာရာခိုင်နှုန်း40ရာခိုင်နှုန်းကျော်တယ်နော် B1 B2 နဲ့တွားပြီးတော့မှအလဲ visit နဲ့တွားပြီးတော့မှအပြန်မလာတဲ့သူက29ရာခိုင်နှုန်းကျော်တယ် တော့မှတင်ပေးထားတယ်သမီး28ရာခိုင်နှုန်းကျော်တယ်သိလားအဲ့တော့ကျောင်းသားဗီဇာနဲ့သွားပြီးတော့မှကျမတို့တွေပြန်မလာတဲ့သူကရာခိုင်နှုန်း40ကျော်တယ်အဲ့တော့အရင်တည်းကကျမကပြောခဲ့တယ်အမေရိကသွားနေဆိုလဲအမေရိကသွားတဲ့သူကြီးကျောင်းကိုအရင်တက်ကျောင်းတက်ပြီးတော့မှကျန်တဲ့ကိစ္စဝိစာတွေကိုလုံတော့ကျောင်းသားတွေကျောင်းသားဗီဇာနဲ့သွားရင်ကျောင်းကိုတက်တော့ ကျောင်းကိုရောက်အောင်သွားတော့ကျောင်းကိုရောက်အောင်တည်းမဟုတ်ဘူးကျောင်းသားဗီဇာနဲ့အမေရိကန်မျိုးကိုနင်းလိုက်ပြီဆိုတာနဲ့ကျောင်းမသွားတော့ဘူးအလုပ်လုပ်တယ်နော်ပြီးရင်အဲကျွန်မခုနပြောသလိုပေါ့အလုပ်လုပ်တယ်အဲကျောင်းမတက်ဘူးနော်ပြီးရင် asylum ခံနေဘာလုပ်တယ်ညာလုပ်တယ်အဲဒီလိုမျိုးတွေလုပ်လိုက်ကြတယ်နော်ဆိုတဲ့ခါကျတော့အခုရာခိုင်နှုန်း၄၀ရာခိုင်နှုန်းကျအဲ့ဒါမြန်မာကျောင်းသားလက်မခံဘူးနင်တို့တွေစောက်တော့ခါတွေပေးမှာငါတို့နိုင်ငံအောင်လာပြီးတော့ ာသွားတင်မယ်ပညာတဲ့လူတန်းစားလေးတွေနစ်နာတာပေါ့ visit နဲ့သွားကြတယ်ဥမာအလဲသွားကျင်တဲ့သူတွေဥမာကျမတို့လိုပေါ့ဒီမှာဒီလိုမျိုးသားသမီးတွေရှိကြလို့သွားကျင်တဲ့သူတွေအခုသားသမီးတွေနဲ့မတွေ့ရတော့ဘူးမသွားရတော့ဘူး visit visa ဆိုပြီးသွားကြတယ်က တွေအောင်ဟိုမှာရှိနေမိဘတွေညာလိုက်သွားခြင်းနေဆိုတဲ့သူတွေခက်ခဲပြီလေသွားလို့လည်းမရတော့ဘူးအဲ့ဒါဘာဖြစ်လဲဆိုတော့ခုနပြောတဲ့လိုမျိုးပေါ့အာလူတအူးတိုင်းတယောက်ချင်းတိုင်းကစီကံဖောက်လို့စီကံဖောက်လို့အဲ့တော့ကျွန်မခုနပြောတဲ့လိုတိုင်းပြည်အစိုးရမကောင်းလို့နော်ငါတို့တိုင်းပြည်ကစင်းရဲလို့ငါတို့ကိုနှိမ်လေခြင်းမဟုတ်ဘူး နင်တို့စီကံဖောက်လို့နင်တို့စီကံမရှိလို့လူမျိုးလူမျိုးလူမျိုးစီကံမရှိတော့အဲ့တော့မြန်မာလူမျိုးမြန်မာနိုင်ငံသားဆိုရင်လက်မခံကြတော့တာမြန်မာနိုင်ငံသားဆိုငါတို့ဆောက်ရောက်လာပေးမဲ့နိုင်ငံသားတွေနော်ဒီလိုဖြစ်သွားတာလူမျိုးကိုအထင်သေးသွားတာနိုင်ငံအဲ့တော့အချိန်မီနေတယ်ကျန်တဲ့နိုင်ငံတွေကရှိနေတဲ့ရွှေမြမာများလဲစီလီကန်လေးနဲ့ကိုလူမျိုးနော်ဂုံတိတ်ခါမကြအောင်နောက်လ ပိတ်အောင်မလေးရှားဂျပန်ကိုရီးယားမှာအစိုးဆုံးနော်သတင်းတွေထဲမှာပါလိုက်မြန်မာပဲသတင်းတွေထဲမှာပါလိုက်ရမြန်မာပဲနော်ပြီးတို့တွေရရှိသေးတယ်နော်ရောက်သွားတော့မနေ့တနေ့မှာမြန်မာစကားတွေကမတက်တော့ဘူးရှိသေးတယ်ရောက်သွားရင်နိုင်ငံသားရောက်သွားရင်ကောင်းကင်ကလေတိုက်သွားပြီးရန်ကုန်မှာရွှေတကုံဖျားတော်မရောက်သွားဘူးတဲ့သူတွေကပြီးတော့ ကျွန်မတွေ့တယ်ဟိုမှာ American DV group တို့ lottery group တို့ဘာ group အဲ့ဒီတွေထဲမှာအေးခံရင်ဘယ်လိုလုပ်ရမလဲအဆိုင်လန်ခံရင်ဘယ်လိုလုပ်ရမလဲအဆိုင်လန်ခံမလို့ဟိုသွားတာနဲ့ဘယ်လိုလုပ်မှာမလို့ကျွန်မပြောတာလေအဲ့ဒီတန်ယုံတွေက American တန်ယုံကအယူးလားကောင်ဆယ်လာတွေကပြော American တန်ယုံကကောင်ဆယ်လာတွေကအယူးလားလို့အဲ့လိုတွေကျွန်မတို့မြန်မာတွေဆိုတာကဟိုရောက်သွားရင်ကြောင်းမတက်ဖ ೇನೆ ဘယ်လိုလုပ်မှာတော့ တွေ Facebook ပေါ်မှာတက်ပြီးမေးစရာအကြောင်းရှိလား social media ပေါ်မှာဝင်ပြောရင်မနာလုံလို့ဝင်ပြောရင်မနာလုံလို့ကျွန်မဟိုတလုံးအောင်ပြောတယ်နော်ကျွန်မဟိုတလုံးအောင်ပြောတယ်ကျောင်းသားတွေနော်အခုကျောင်းသား visa တွေကိုနော်ဟိုဥစား social media screening လုပ်မယ်လို့ပြောတယ်နော် social media screening ဆိုတာကလေ Facebook ပေါ်မှာနိုင်ငံရေးဒီကောင်လုံထားသလားဒီကောင်ဘာလုံထားသလဲဘလို့လုံထားသလဲထားပြီးပြီအစိုးရကိုဆဲထားပြီးပြီဆိုရင်ဟိုမှာအဆိုင်လန်ခံရင်လွဲတဲ့ဒီလိုတွေးထားတာ ဒါကြောင့်မလို့ဒီမှာအစိုးရပုံကန်တဲ့ post တွေအစိုးရမကြိုက်တဲ့ post တွေအစိုးရဆဲတဲ့ post တွေများများတင်ထားမယ်။ဒါဆိုရင်ငါတို့ဟိုရောက်လို့ရှိလို့ရှိရင်ဒီမှာအမှုကိုတိဆောက်ထားလိုက်မယ်။ဟိုရောက်ရင်ငါတို့အဆိုင်လန်ခံရင်လွဲတယ်။စောက်တော်လဲစောက်တော်လဲဘယ်သူကလမ်းပြလိုက်လဲမသိဘူး။အဲ့တော့ဟိုက social media screening လုပ်တယ်ဆိုတာဒီကောင်ကပါလေ။ကျောင်းသားအွယ်စာသင်မဲ့အွယ်မှာဒီကောင်ဘာတွေလုပ်ထားလဲတက်တက်ကြွလှုပ်ရှား။ဒီလိုတွေနိုင်ငံရေးလို့တဲ့အစိုးရနဲ့ဒီလိုတွေဖြစ်တယ်ဒီလိုတွေပုံကန်တဲ့စိတ်တွေရှိတယ်ဒီလိုမျိုးတွေရှိတယ်ငါနိုင်ငံနဲ့လာရင်လည်းဒီကောင်ဒီလိုဂျိုကြွမှာပြဿနာကိုလံဘီယာတက်ကတော်မှာဖြစ်သွားတဲ့ပြဿနာဟာအဲ့ဒါ ចောင်းသားတွေနိုင်ငံကြီးတက်ကြွလှုပ်ရှားပြီးတော့မှအဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရကအမေရိကန်အစိုးရကသူ့နိုင်ငံထဲမှာလာပြီးတော့မှဒီလိုမျိုးတွေလာလုပ်တာကိုမကြိုက်တဲ့အတွက်ကြောင့်မလို့ចောင်းသားစင်းရင်းကိုတောင်းတယ်တက္ကသိုလ်ဘက်ကကျောင်းသားစီးရင်ကိုမပေးဘူးမပေးတဲ့အတွက်ကြောင့်မလို့အခု Harvard တက္ကသိုလ်ကဗီဇာရထားတဲ့ကျောင်းသားတွေလုံးဝဗီဇာ reject cancel အကုန်လုံးဗီဇာရထားပြီးသားသူကမသွားရအောင်ညော ရှိရှိဆရာကြီးတွေရဲ့ guideline တွေသိလားကျမလေးကြည့်နေနဲ့ဩတလွင်ကျမဝင်ပြောလိုက်လို့ရှိလို့ရှိရင်ကျမကိုပြောအောင်မယ်ပလင်းအောင်မယ်เนาะဘာကြီးမလို့ညာကြီးမလို့ပြန်ပြန်ပစွရဘက်ကဘာဖြစ်တယ်ညာဖြစ်တယ်ဒီလိုတွေပြောကျမဒါကြောင့်မလို့ကြည့်နေတယ်ကျမအမြဲတမ်းပြောတယ်ဆိုင်မူเนาะចောင်းသားဟာចောင်းသားအလုပ်လုပ်ရမယ်မင်းចောင်းသားအရွယ်မလားမင်းစာလို့ခြင်းရမယ်ဒါပဲဒါပဲအမေရိကန်ကဒီလိုပဲစဉ်းစားတာမင်းចောင်းသားအရွယ်ဟာမင်းစာပဲလို့ခြင်းရမ မင်းပညာကိုသင်ကျင်တဲ့တယောက်ကလာပြီးမင်းနိုင်ငံရေးတက်ကြွလှုပ်ရှားတာတွေမင်းအစိုးရကိုပုံကန်အဲ့တော့ဒီသူအစိုးရကိုသူပုံကန်ထားရင်ငါတို့တိုင်းပြည်တွေကိုရအောင်လေဒီကောင်စောက်ပြေသနာရှာမဲ့ကောင်ပဲဒီလိုတွေးတာဒါပေမဲ့ကျွန်တော်တို့စီကဂူရူတွေကဘယ်သူကဂိုင်းလိုင်းပေးလိုက်လဲမသိဘူးကိုရောက်ရင်အဆိုင်လန်ခံလို့လွယ်အောင်လို့မလို့ဒီမာနေကအစိုးရကိုဆဲတယ်လေပုံကန်တာတွေဘာတွေညာတွေအဲ့ဒါတွေတင်ထားဆိုပြီးလုပ်တယ်ဒါကြောင့်မလို့တန်ယုံကနေပြီးတော့မှဟိုရက်ပိုင်းတော့ကဒီအခုဒီနေ့ဒီဘန်းနဲ့ဟာမထိုးခင်လက်မှတ်မထိုးခင်တော့ တန်ယုံကနေပြီးတော့မှပြောတယ်ဗီဇာတွေကိုကျောင်းသားဗီဇာတွေကိုခေတ္တဆိုင်းငံ့နေဘာဖြစ်လို့လဲဆိုတော့ social media screening လုပ်မှာမလို့တဲ့ social media screening ဘာဖြစ်လို့လုပ်မှာလဲသူ့ရဲ့ character ကိုပုံဖော်ဖို့သူဘလိုမျိုးလဲသူဘလိုနေထိုင်တာလဲသူ့ရဲ့လူနေမှုပုံစံကဘာလဲအဲ့ဒါကိုလိုက်တာအဲ့ဒါကို tracking လုပ်တာအဲ့ဒါကို checking လုပ်တာအဲ့တော့တလွင်ကျွန်တော်တို့စ ော့အေးရောတောင်းတာလည်းမရအောင်အလေလည်းမရအောင်စမုံနေတုံး DV လည်းမရအောင်အေးရောအဲ့တော့အေးရောအေးရောဘာအမေရိကန်ဒရင့်အကုန်ပြီးမှမမတ်ဆင်အောင်မလိုတော့ဘူးပေါ့အေးရောဟုတ်လားအေးရောအစိုးရကိုနှိမ်တာမဟုတ်ဘူးတိုင်းပြည်စင်းရဲလို့နှိမ်တာမဟုတ်ဘူးစောင့်သုံးမကြတဲ့လူမျိုးလို့မှတ်လို့နှိမ်တာမြန်မာတွေ ၎င်းကချီးတုပ်တယ်ငါတို့တိုင်းပြည်မှာစောက်တုပ်ကလာပေးမယ်ဟာလေဒီလိုမျိုးမလို့လက်မခံတာအဖြေအရှင်းရှင်းလေးအစိုးရကိုနှိမ်ရအောင်ကျမတို့ခေအဆက်ဆက်ဒီလိုပဲနေခဲ့ရတာခုမှမဟုတ်ဘူးလေကျမတို့တသက်နီးပါဟုတ်တယ်လားနှစ်ခဏလေးရလွဲလို့ကျမတို့တသက်လုံးဒီလိုပဲနေခဲ့ရတာလေတသက်လုံးကျမတို့ချောချောချူချူနဲ့တွားလို့ရခဲ့တယ်လေအခုတော့အုတ်အော်တောင်းနေအုတ်လိုက်ကြီးခြီးပြီးတော့မှနိုင်ငံညာကိုအများကြီးထွက်လိုက်တဲ့အချိန်မှာမြန်မာတွေရဲ့ ဇာတိတွေကိုပြပြီးတော့မှယိုးရီးယားကိုသွားတယ်ထိုင်းကိုသွားတယ်ဟေးငါတို့ကဥအောင်စရာအမျိုးတွေဟေးဘာမှတ်တလဲတဲ့ဂျန်သူများအိမ်ကိုသွားပြီးတော့မှသူများအိမ်မှာတက်ချင်းချောက်တာသူများမကြိုက်တဲ့ဟာနဲ့အဲ့တော့အမေရိကကအခုပွင့်ပြီးကြံနေတာဆိုလို့မိဘသားသမီးဒီလိုမျိုးနောက်တစ်ခါ fiance တွေဒါလီတော့ကြံမယ်နဲ့တူတယ်နော်ဒါလီကတော့တေးသေးချာချာတိတိပပလို့မပါသေးဘူး fiance ရမယ်မိဘသားသမီးရလိမ့်မယ်နဲ့တူတယ်နော် ကျန်တာကတော့အကုန်လုံးအကုန်လုံးအကုန်လုံးနောက်တစ်ခါဟိုတင်းမောသားတွေပေါ့နော်တင်းမောသားတွေရလိမ့်မယ်နဲ့တူတယ်နော်တင်းမောသားတွေရလိမ့်မယ်ဆိုတော့ကြံတဲ့သူတွေအကုန်လုံးတော့ဘန်းနေရထားပြီးသားဗီဇာရထားပြီးသားဗီဇာဘေးလ်ဖြစ်ထားတဲ့သူတွေတော့သွားလို့ရမယ်နော်အဲ့ဒီအမိန့်ဒီ6ရက်နေမှာအသက်ဝင်မယ်အဲ့တော့ကြံတဲ့ဗီဇာတွေတော့ no မရတော့ဘူးအဲ့တော့ကျမကိုဆဲကျင်လဲဆဲမဆဲကျင်လဲနေအစိုးရမမကိုနှိမ်တာမဟုတ်ဘူးနိုင်ငံဆင်းရဲလို့မဟုတ်ဘူး ကျမတို့လူမျိုးတွေဇာရိတ်တာဆင်းရဲလို့စီကံမဲ့လို့လက်မခံတာတောင်းတမဲ့သူတွေလည်းသွားလို့မရတော့အမေရိကန်ကျောင်းသွားတက်ချင်တဲ့သူတွေတကယ်တော့တက်ချင်တဲ့ကလေးတွေနစ်နာပြီလေတကယ်ဟိုမှာကလေးတွေကျောင်းတက်နေတဲ့မိမတွေသွားသွားပြီးတော့မှတွေ့ကြတယ်ကလေးတွေနဲ့ကလေးတွေပြန်ထွက်လာလို့အခုကလေးတွေလည်းပြန်ထွက်လာလို့မရအောင်နော်ကျောင်းတက်နေတဲ့ကလေးတွေကလည်းအခုကျမမနက်ကဆိုရင်ကျမမိတ်ဆွေတယောက်ရဲ့သားလေးဆိုရင် ဗီဇာ F1 ကတော့ရှိသေးတယ်ဗီဇာတက်တန်းကကုန်နေပြီသူဗီဇာတက်တန်းတိုးဖို့အတွက်ကိုတိုင်းပြည်မှာပြန်ပြီးတော့မှတိုးပါလို့ပြောတယ်ဒါပေမဲ့ဘလို့ပြန်ထွက်လာတော့မလဲခေါင်းကြီးကြိုက်ရပြီအရင်စဉ်းစားရပြီသိလားထွက်လာရင်ဒီမှာဗီဇာမပေးတော့ဘူးလေ F1 ကတော့ကြံသေးတယ်ဗီဇာမပေးတော့ Okay ဒါဆိုရင်ခလေးကတော့ခြေပြက်လက်ပြက်နဲ့နေပလိုက်တော့မယ်ဒါဆိုရင်မိဘကလည်းသွားလို့မရတော့အခုခေါင်းဝါကြီးက၄နှစ်ကြံသေးတယ်သူ၄နှစ်ပြီးရင်ရောကျမတို့ကဖြီလျှော့ပေးမှာလား မပြင်းလျှော့ပေးဘူးဆိုလို့ရှိရင်ဒီကလေးတွေနဲ့မိဘတွေနဲ့တွေ့ဖို့အတွက်ကဒုက္ခအဲ့လိုဖြစ်သွားတယ်အဲ့တော့ရှေ့လူရှေ့လူရှေ့လူတွေရဲ့တကူကောင်းဆံမှုတွေကြောင့်ပေါ့နော်တကူကောင်းဆံမှုတွေစီကံမဲ့မှုတွေကြောင့်မလို့အဲ့လိုဖြစ်သွားတယ်မဟုတ်မှမတွေ့တာကြောင့်ဒီနော်အဲ့တော့ဂျပန်မှာရှိတဲ့ရွှေမြမာများကိုရီးယားနော် ထိုင်းစင်ကာပူမလေးရှားအထူးသဖြင့်အဲ့ဒီမှာကကျွန်တော်တို့ခုနအခြေခံလုပ်သားတွေမြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အထူးသတိထားပြီးတော့မှအခြေခံအလုပ်ကိုလုပ်ပေမဲ့လည်းအထက်တန်းစားစိတ်ဓာတ်တွေနဲ့နေထိုင်ပေးကြပါလို့ကျွန်မဒီနေရာကနေမြစ်တာရက်ခံတောင်းဆိုပါ 人家老公、老婆没。